မိတ်ဆွေများအလုံးမင်္ဂလာပါကျွန်တော်ရဲ့ Khui Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ငန်းနေတဲ့အကြောင်းစိန်ဘူးတော်မြေခါခဲ့ရတဲ့မန္တလေးရွှေစားရံဖရားရဲ့ဖရားအမစောင်းမွန်လာမင်းသမီးလေးအကြောင်းပဲဖြစ်ပါတယ်ပကံပြည့်ရှင်အနော်ဒါမင်းရဲ့မိဖုရားစောင်းမွန်လာဟာချောမောလာပစိတ်ထားကောင်းကွာ ဘာသာတရားကမ်းရှိုင်းသူဖြစ်ပြီးသာသနာပြုဖို့အတွက်ဇေဒီပထိုးများကိုတရားတရားထက်တန်စွာ ဆောက်လုပ်လှူဒန်းခဲ့တဲ့သူအဖြစ်ရာဇဝင်မှာထင်ရှားခဲ့ပါတယ်။ဆောမွန်လာရဲ့မွေးရထာနေဟာမောရှန်တို့ရဲ့တောင်တန်းမြေကဆယ်လဲရွာဆိုတဲ့ရွာကလေးပဲဖြစ်ပါတယ်။အချို့ကရှမ်းမင်းသမီးဆောမွန်လာဟာမိုးကောင်းစော်ပါကြီးရဲ့သမီးလို့ပြောဆိုကြပါတယ်။သို့တော်ဆောမွန်လာရဲ့မူလစာတီဒေတာဟာ ဆန်းတောင်တန်းကြီးတွေကိုကြောဖြတ်ပြီးမှရောက်နိုင်မယ်။မောတို့ရဲ့ဌာနေဆန်လန့်ရွာပဲဖြစ်ပါတယ်။စောမွန်လာဟာရှမ်းပြည်နယ်သူဆယ်လန့်စာဒီဆိုတာခိုင်မာတဲ့တပ်တွေအထောက်အထားများယနေ့တိုင်ရှိနေသေးတာကိုဆယ်လန့်ကိုရောက်ဖူးခဲ့ရင်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ဆယ်လန့်ရွာဟာရှမ်းပြည်နယ်ကမူဆယ်နဲ့နန်းခမ်းမြို့အကြားမှာတည်ရှိနေတဲ့ရွာဖြစ်ပြီး ဆယ်လန့်သူတွေဟာအင်မတန်ချောမောလှပတယ်လို့ခုချိန်ထိလည်းနာမည်ကြီးပါတယ်။ဒီအဆိုစကားမှန်မှန်မှန်မကန်ရာဇဝင်ကိုနောက်ပြန်လှည့်ကြည့်ကြမယ်ဆိုရင်တော့အသားရည်ဖြူစင်ဝင်းနေပြီးပအိုလေးများနီဆွေးနေတဲ့မောပြူပြူမင်းသမီးလေးကိုအနော်ထာမင်းကတော်ကောက်သိမ်းပိုက်ခဲ့ဟာဖြင့်ရှမ်းမင်းသမီးလေးရဲ့ချောမောလှပမှုကထိတ်ဆုံးကပါဝင်ပါလိမ့်မယ်လို့ဆိုပါတယ်။ ချမ်းမင်းသမီးလေးစောမွန်လာနေပကံပြည့်ရှင်အနှွေထားမင်းတို့ရဲ့မြစ်တာဇလန်းလေးကိုနောက်ပြန်သွားကြည့်ရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာခရစ်တက်ကြီးတရာလောက်ကလေးကရှမ်းလူမျိုးတို့ဟာရွှေလီမြေဝမ်းတခြားမှာ တိုင်းပြည်တည်ထောင်ပြီးရှမ်းစော်ဘွားများကစိုးမိုးအုပ်ချုပ်နေခဲ့ပြီပဲဖြစ်ပါတယ်။ရှမ်းတို့ရဲ့တိုင်းပြည်တည်ထောင်ချိန်ဟာပကံနေပြည်တော်ကြီးကိုတည်ထောင်ချိန်နဲ့တပြိုင်တည်းကျတယ်လို့ဆရာကြီး BA ဥပါတန်ရေးသားပြုစုခဲ့တယ် ြန်မာရာဇဝင်ကျမ်းမှာဖော်ပြထားတယ်လို့ဆိုပါတယ်။မြန်မာတက္ကသိုလ်300ကျော်ခန့်အချိန်ဟာမော်ရှန်တို့ရဲ့ပြည်နယ်ကိုကူကိုအုပ်ချုပ်တဲ့ရှမ်းစော်ဘာကြီးဆတ်စီခံပါဟာဆယ်လန့်လိုယခုတိုင်ခေါ်ဆိုခဲ့တဲ့ဒေတာမှာထီနန်းဆိုင်ကစိုးစံနေတဲ့အချိန်ပဲဖြစ်ပါတယ်။စော်ဘာကြီးဆတ်စီခံပါနဲ့ရွာဆန်ပြီးနောက်မှာတော့တားတော်ဖြစ်သူဆတ်စီဟုံဘာကဆက်လက်အုပ်ချုပ်ပါတယ်။ စော်ပါကြီးဆက်စီဟုံဖားနဲ့မိဖုရားအခမဟေတီဒေဝီတို့ကနေတက္ကရိ395ခုနှစ်မှာတမီလေးစောမွန်လာနေခွန်ကော်လန်းတို့အမွာမာနမနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်စောမွန်လာကအရင်မွေးတာဆိုတော့စောမွန်လာက အကြီးလို့ပြောဆိုနိုင်ပါတယ်418ခုနှစ်ရောက်တဲ့အခါမှာတော့ပကံနေပြည်တော်ကိုစိုးစံတော်မူတဲ့အနော်ထာမင်းဟာဥတီဘွားမင်းစိုးစံနေတဲ့ ကန္နလာယာစကောတရုတ်ပြည်ကိုသွားရောက်ပြီးမြတ်စွာဘုရားရဲ့ဆွေတော်အစီဖြစ်တဲ့ဗုဒ္ဓမြတ်ဆွေတော်ကိုဖူးမြော်ခဲ့ပါတယ်တရုတ်မင်းဥတီဘွားကလက်ဆောင်ပေးလိုက်တဲ့မြားဘုရားတဆူကိုပင့်ဆောင်ပြီးတရုတ်ပြည်ကအပြန်မှာဆယ်လန့်နေပြည်တော်နဲ့မဝေးလာတဲ့ရွှေလီမြေကန်းကဟိုလောင်းရွာကလေးမှာစက္ကန်းချနေပါတယ်အဲ့ဒီလိုစက္ကန်းချနေစဉ်ရှမ်းတို့ရဲ့အောက်ရှောင်းဆယ်လန့်စော်ဝါး ဆက်စိန်ဟောင်းပါးနဲ့ချစ်ချစ်ရင်းနှီးစွာတွေ့ဆုံကြပါတယ်။ဘယင်မင်းအီဂရစ်တို့ရဲ့ထောင်းနှန်းစင်လာရာနှစ်နိုင်ငံချစ်ချစ်ရေးအတွက်လက်ဆောင်ဘန်နာပေးဆက်ကြယူထုံးစံရှိကြရာမင်းသမီးလေးစောမွန်လာဟာလည်းဘန်နာဆက်ခံရတဲ့မင်းသမီးလေးတစ်ပါးဖြစ်လာခဲ့ပါတယ်။အနော်ဒါမင်းကြီးပကံပြည်ပြန်ကြွမှာတော့စောမွန်လာမင်းသမီးလေးကိုဆူလျားရစ်ပတ်လက်ထပ်သိမ်းမြန်လို့ရွှေနန်းတော်ကြီးစီကိုခေါ်ဆောင်သွားပါတော့တယ် အသားရည်ဖြူစင်ဝင်းပါကချောညံ့လှပါသူမင်းသမီးလေးသောမွန်လာဟာရုပ်ရည်တင့်တယ်ယုံသားမကနှလုံးရည်လည်းကောင်းမွန်ပြည့်စုံတဲ့မင်းမြမြတ်တဦးပဲဖြစ်ပါတယ်။နမောင်တန်ဆွမ်းလုံးနဲ့သောမွန်လာမင်းသမီးလေးရဲ့စံကေတာဟာဖြံများချထားခဲ့ရင်မြေကြီးနဲ့ထိလူနေပါ ရှည်လျားလှတယ်လို့မှတ်တမ်းများကဆိုပါတယ်။မင်းသမီးလေးဟာရှမ်းပြည်နယ်မှာနေထိုင်ခဲ့စဉ်ကတည်းကဗုဒ္ဓဘာသာကို နှစ်သက်ကြီးညိုစွာကိုးကွယ်ယုံကြည်ခဲ့သူဖြစ်ပြီး မြတ်စွာဘုရားရဲ့ဓာတ်တော်များကိုပင်သူ့ရဲ့နှထောင်းအတွင်းမှာဌာပနာပြီးကိုးကွယ်ပူဇော်ထားတယ်လို့ဆိုပါတယ်ဗုဒ္ဓဘာသာကိုအလွန်ကြည်ညိုကိုးကွယ်တဲ့မင်းသမီးလေးဟာပကံနေပြည်တော်ကို ရောက်စင်ပါလေပကံပြည်ကြီးကိုဗုဒ္ဓသာသနာစတင်ပြန်ပွားအောင် ဆောင်ရွက်တော်မူခဲ့တယ်ယဟန်တော်ရှင်အရဟံအစားရှိသောတန်ဃာတို့ကိုစွန်ကုန်မပြတ်အောင် သူကိုယ်တိုင်ဦးစီးကနန်းတော်ထဲမှာချက်ပြုတ်လူတန်းပါတော့တယ် ။တန်ဃာတော်များရဲ့တရားတော်ကိုလည်းအမြဲတမ်းနာယူလေးရှိပြီ။သူကိုယ်တိုင်လည်းတရားဓမ္မတို့ကို နေ့စဉ်ရွတ်ဆို ပူဇော်ကနန်းရင်းသူနန်းရင်းသားများကိုလည်းဗုဒ္ဓဘာသာကိုနက်နက်နဲနဲကိုးကွယ်လာတတ်စေရန်တိုက်တွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်။အနော်ထာမင်းကြီးမှာမိဖုရားမောင်မမိတ်တန်အချွေရန်ပေါများလာပေမဲ့စိတ်နှလုံးဖြူစေပြီး ဘာသာရေးကိုလည်းအလေးနဲ့ကိုးကွယ်ဆောင်ရွက်နေတဲ့တောင်တန်းထာနေသူ ရှမ်းမင်းသမီးလေးစောမော်လာကိုတနေ့တနေ့အချစ်ပို့ပြီးအများနဲ့မတူမြန်လို့တရာထူးခြားစွာရှိခဲ့တယ်လို့ဆိုပါတယ်။ရွှေစည်းကောင်စည်းတော်ကြီးတီထားရာကိုလည်းစောမော်လာကိုသာအနော်ဒါမင်းကြီးကခေါ်ဆောင်သွားလေရှိတယ်လို့ဆိုပါတယ်။သို့တော်တယ်။ရှုပ်ထွေးလာတဲ့နန်းတွင်ရေးရများချာမှာမင်းသမီးလေးစောမော်လာ ကံမကောင်းခဲ့ရှာပါဘူး။ မင်းတရားအနော်ရထားရဲ့ချစ်ခင်လေးမြတ်ချင်းကိုပြန်ပယ်ကင်းစွာရရှိခဲ့ပေမဲ့မင်းတရားကြီးရဲ့ချစ်ခင်မြတ်လို့ချင်းအဆအဆဦးစားပေးခြင်းအလေးနဲ့ထားခြင်းတို့အပေါ်မလိုမုန်းတီးရှိခဲ့သူကမိဖုရဲ့ကောင်းကြီးတိရီမာလာဒေဝီကိုယ်တိုင်ပဲဖြစ်ပါတယ်မိဖုရဲ့ကောင်းချင်းနဲ့အတူအမှုရမ်းများနဲ့နန်းရင်းသူအချို့လဲပါဝင်ခဲ့ပါတယ်။မင်းသမီးစောမွန်လာအပေါ်မကျေနဲ့မနာလိုတဲ့အမုန်းမီးတောက်များ လောင်မြိုက်နေတဲ့မိဖုရဲ့ကောင်းကြီးကနန်းရင်းသူနန်းရင်းသားအရာတန်းများကိုသူ့ဘက်ပါအောင်တိမ်သွင်းပြီးစောမွန်လာကိုအရှက်တကွဲဖြစ်အောင်အမျိုးမျိုးကြံဆောင်ပါတော့တယ်။မင်းသမီးစောမွန်လာကမိဖုရဲ့ကောင်းကြီးနဲ့ထိတ်တိုက်မတွေ့ရလေအောင်ဘလို့မှရှောင်ပေမဲ့လေအညိုးကြီးတဲ့မိဖုရားကြီးကနီးပေါင်းစုံနဲ့စောမွန်လာနမယ်ပြတ်အရှက်ရအောင်လှုပ်ပါတော့တယ်။ကိုယ်တိုင်ထိခိုက်စော်ကားလို့အားမရ။ မင်းတရားအနွယ်ထားတဲ့ဝင်ရောက်ခါစားပြီးတောင်ပေါ်သူရှမ်းမင်းသမီးလေးစောမွန်လာဟာဆန္ဒကျိုးကဝေဆုံးတက်ကိုတက်မြောက်သူဆုံးမဖြစ်ချောင်းကိုဂုံးတိုက်ဂုံးချောလုခဲ့ပါတယ်စောမွန်လာကိုချစ်ခင်မြန်လို့ပြီးယုံကြည်ကိုးစားတဲ့မင်းကြီးဟာမိဖုရဲ့ကောင်းကြီးနဲ့အဖွဲရဲ့ဂုံးတိုက်စကားကိုဘလို့မှမယုံကြည်ခဲ့ကြပါဘူးသို့တော်လေတညမှာတော့စင်မီအလင်းရောင်များငြိမ့်နေပြီမြေ မင်းသမီးလေးစောမွန်လာအခန်းမှာတော့တလက်လက်နဲ့တောက်ပနေတဲ့အရာများထွက်နေတာကိုမင်းကြီးကိုယ်တိုင်တွေ့မြင်နိုင်ဟာမိဖုရားကြီးအဖွဲကတိုးတိုးတိတ်တိတ်ခေါ်ပြပါတော့တယ်။ဘယင်းအတော်ရထားကနောက်တနေ့မှာတော့မင်းသမီးလေးကိုညတကာမီးရောင်တလက်လက်ဖြစ်ရတဲ့ကိစ္စမေးမြန်းပါတော့တယ်။တကယ်တော့စောမွန်လာရဲ့အခန်းထဲကတောက်ပနေတဲ့အရာများဟာ မင်းသမီးဖျားရှိခိုးချိန်မှာနှောင်းအတွင်းမှာဌာပနာထားတဲ့မြတ်စွာဘုရားရဲ့တတ်တော်များမှာရောင်ကြီးတော်ကုံမြူးနေတာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်းမင်းသမီးလေးစောမွန်လာကမြတ်စွာဘုရားနဲ့ယဟန်တန်ကယေဒနာသုံးပါးကလွဲလို့အခြားဘလူကိုးွယ်မှုမျိုးကိုမှမယုံကြည်မကိုးွယ်လက်မခံခဲ့ကြောင်းမင်းတရားကြီးကိုအခိုင်အမာရှင်းပြခဲ့ပါတယ်။ပြီးတော့လေသူ့ကိုမယုံကြည်ခဲ့ဘူးဆိုရင်နန်းတော်ကနေထွက်ခွာဝင်ပြူပါ။ သူမရှိခဲ့ရင်နန်းတော်တွင်မှပို့ပြီးငြိမ်းချမ်းပါလိမ့်မယ်။မွေးရထာနေမောရှမ်းမြေကိုပြန်ပြားစေလို့အနော်ရထာမင်းကြီးထံခွင်တောင်းတနာခံခဲ့ပါလေခမညာ။မင်းသမီးလေးကိုဆုံးကဝေမလို့ယုံကြည်ခဲ့သွားတာကြောင့်လား။သို့မဟုတ်နန်းထဲမှာဆက်နေမယ်ဆိုရင်စောမော်လာမင်းသမီးလေးပို့ပြီးစိတ်ညစ်ရမှာကိုစိုးရိမ်တာကြောင့်ပဲပြီးတော့ပြန်ခွင့်ပြုခဲ့တာလားဆိုတာကိုတော့မင်းတရားအနော်ရထာ ကိုယ်တိုင်သာအတိဆုံးဖြစ်ခဲ့မှာပါ။ ချစ်သူမြန်းနာတရွာမတ်ခါနောင်တော်ပါသူလိုက်ပါခါစားခဲ့ပြီပဲကံတရားကဖန်လာတာကြောင့်ပြီတော်ကိုပြန်ချိန်ကြပြီလို့ဆုံးဖြတ်မိတယ်စောမွန်နာမင်းသမီးဟာမင်းတရားအနှွဲထားကိုနောက်ဆုံးဖူးမြော်ခြင်းနဲ့ဥဒိုင်ရှိကိုကနှုတ်ဆက်ခဲ့ပါတယ်နန်းတော်ကြီးကနေလှမ်းမြင်နေရတဲ့မပီးသေးသော ရွှေစည်းကုံစည်းတော်ကြီးကိုလည်းဖူးမြော်မှန်းစာကဥချလိုက်ပါသေးတယ်ပြီးတော့မှပကံနန်းတော်ကြီးနဲ့မင်းတရားအနှွဲထားကို မျက်ရည်ဝေသည်စိုးနှင့်ကြေခွဲစွာနှုတ်ဆက်လိုစိတ်နှလုံးညှိုးချုံနှွမ်းနှဲ့စွာနှင့်ရွှေနန်းတော်ကနေတန်မြန်စွာစင်ကြီးကိုစီးကထွက်ခွာလာခဲ့ပါတော့တယ်။သို့တော်လည်းကံခေလွန်ရှာတဲ့မင်းသမီးလေးစောမွန်လာဟာသူ့ရဲ့မွေးဖွားရာစာတိဆယ်လန့်နေပြီးတော့ကိုတော်မရောက်နိုင်ပဲလမ်းတစ်ဝက်တီဘောမှာနေကံတော်ကုန်ခဲရှာပါတယ်။ ဗုဒ္ဓဘာသာကိုမြန်နိုးကိုးကွယ်တဲ့မင်းသမီးလေးသောမွန်လာဟာဗကန်နေပြီတော်မှ ရှမ်းတောင်တန်းများစီတို့ပြန်လာ။လမ်းထဲလျှောက်မှာဇေဒီပထိုးတို့ကိုတဲခဲ့သူလည်းဖြစ်ပါတယ်။ဗကန်မအပြန်ဆယ်ရဲမြောင်းနေမှာယခုရွှေစာရင်ဇေဒီတော်တည်ရှိရာအရက်တို့ရောက်ရှိပြီ။ဆန်းချောင်းအတွင်ဆင်းသက်ရေတုံးရမှာတရောင်းတစ်ဖက်ရေထဲကြားရောက်ခဲ့ပါတယ်။သို့တော်နှောင်းတော်မှာ ရေထဲမှကြာပဲကောင်းငင်တို့ပြန်တက်သွားပါတယ်။အဲ့ဒီနောက်ငှက်များကဝိုင်းရံပြီးဖူးနေတာကို တွေ့မြင်ရပါတယ်။ထိုအခါစောင်းဝင်လာဟာထိုရက်တွင်ပင်နရောင်းဟာထာပနာ၍9000ပြည့်စီတည်ထားခဲ့ပါတယ်။စားကလေးများဝိုင်းရံ၍ဖူးသောနရောင်းကိုထာပနာ၍တည်တာကြောင့်ရွှေစာရံစီရီဟုခေါ်သမုတ်ခဲ့ကြပါတယ်။ဒါအပြင်နရောင်းကြားခဲ့သောစမ်းချောင်းတည်းလည်း နရောင်းကြအချောင်းကိုယနေ့တိုင်းအပြည့်အတွင်းလျက်ရှိပါတယ်။ဇေဒီရဲ့မုတ်ဝါဖခင်ရှိရာရှမ်းပြည်ဘက်သို့လှည့်၍တဲခဲ့သည်ကိုအနွေတိုင်းမင်းကြီးကြားလေသောအမျက်တော်ဖြစ်၍အမှုရမ်းများကိုစေလွှတ်၍ကြည်စေပြီးမှန်ပါကအသက်စီဟုအမိန့်တော်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ထိုအခါဆောမွန်လာကမိမိ၏တိစ္ဆာသမารီကိုတတ်တည်တည်၍၎င်းနှမျက်များကိုတိုင်တဲကများချေသော ဖြေဘဝဖြစ် ဇေဒီတော်ကိုပတ်၍အထိတ်ထန်ပြုကာလှဲ့စေခဲ့ပါတယ်။ထို့အခါဇေဒီတော်၏မဝဟာပကံနှင့်ရှမ်းပြည်သားအရသို့လှဲ့၍တည်ရှိခဲ့ပါတယ်။ထိုတရင်ဟာအနော်ရထာမင်းကြီးကြသောအခါများစွာကျေနပ်တော်မူ၍ဇေဒီအနည်းရှိမြေယာများကိုထပ်မံ၍လှူဒန်းခဲ့ပါသေးတယ်။သောမွန်လာလန်ကြီးတခြားဇေဒီများတည်ခဲ့ပြီး ယခုဘောဂျိုဘုရားရှိရာအရက်တို့အရောက်မှာမိမိရဲ့ကြံတရောင်းတစ်ဖက်အားထာဝနာ၍ကိုးစုမြောက်သော ဘောဂျိုစီဒီကိုတည်ထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်စောမွန်လာဟာမိမိအားလာရောက်ကြိုးဆိုသော အကိုတော်နှင့်မတွေ့မီပင်လမ်းခရီးပင်ပန်းသည့်တန်းကြောင်းကံတော်ကုန်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့အတမကြီးသေးပါမောင်ရဲ့ထရွယ်ပရီးလေးဆွဲဖို့ရွှေစာရံကိုအရောက်သွားလဲဆိုတဲ့တခြင်းလေးက ရွှေစာရံဘုရားကိုတဲခဲ့သူဘုရားအမစောမွန်လာအကြောင်းဝင်ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့လည်းဘဝုဒ္ဓရရှိမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့မြတ်တရရခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ